Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပူပူဆက်ဆက်လေးစားချင်တာနဲ့ထမင်းနဲ့တွေ့စားရံအတွက်ကိမုံနဲ့ပစုံကိုရခိုင်တုတ်ဆက်ဆက်ကလေးအိမ်မောက်လက်တုတ်စားဖြစ်လို့ပြုလုပ်နေလေးကိုလာပြရပေးရရှိပါတယ် ဒါကတော့ဖြိုးအစင်သိလောက်ထားပြီးသားဂိမုံနဲ့ပစုံမှာဖြစ်ပါတယ်ပစုံကိုကြတော့ကြောခွဲပြီးတော့အခုံနှွာထားပါတယ်ဂိမုံကိုကြတော့ဖြိုးတစ်ခုလိုမျိုးလေးအကွင်ကွင်းလေးတွေကွင်းထားပေးပါရရှင်ဒီနေရာမှာဂိမုံရဲ့တရေတွေပါတယ်မကြရင်ခွာပြီးမှလှုပ်ရှားမယ်ဆိုလည်းရတယ်ပေါ့နော်အရင်ဦးဆုံးဖြိုးကဒီဂိမုံနဲ့ပစုံကိုအိုးထဲထည့်ပြီးတော့လှော်တဲ့ပုံစံမျိုးလေးလှုပ်ထားပေးလိုက်ပါတယ်ရေမထည့်ပဲနဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဂိမုံကထွက်လာတဲ့ရေလေးနဲ့ပဲပြုတ်လှော်ပုံစံမျိုးလေးပေါ့နော်လှုပ်သွားပေးလိုက်ပါရရှင်ကြက်သွားတဲ့ထိပေါ့နော် ဖြိုးရီမှာလှော်သွားရင်လှော်သွားရင်လည်းကိမောကအရေးတအားထွက်လာတော့လေနည်းနည်းလေးခတ်ထုတ်ပေးလိုက်ရပါတယ်ဒီနေရာမှာကိုကပြုတ်ချင်နေဆိုလို့ရှိရင်ပြုတ်ယူမယ်ဆိုလည်းရသလိုကင်ပေးမယ်ဆိုလည်းရပါတယ်ရှင်ဒီအတော့လေးရဆိုလို့ရှိရင်လုံးဝပူဆက်ပြီးတော့ပေါ့နော်တော်တော်လေးကိုစားလို့ကောင်းပါတယ်လေးလေးပပလေးနဲ့ပေါ့နော်ဖြိုးတို့ထမင်းလေးနဲ့တွဲဆိုင်လည်းအရင်ကိုလည်းဖတ်ပါတယ်ရှင်ကဲဖြိုးတို့လှော်သွားလိုက်တာကိမောနဲ့ပစုံလည်းချက်ပြီးဆိုလို့ရှိရင်တော့သူ့ကိုမြေပေါ်ချထားပေးလိုက်ပါမယ်ကဲဒါကတော့ဒီကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ခနာကကိမောနဲ့ပစုံပါမယ်ပြီးတော့လှီထားတဲ့နန်နန်ပင်ရဲ့ တက်မြသေးရဲ့ချက်သွုံနေရဲ့ပြောတာကတော့အဓိကပါဝင်တဲ့ငှုပ်သီးစိတ်ကိုစားနေတဲ့လောက်ပြင်ထားပေးမယ်ပြီးတော့ချက်သွုံဖြူရဲ့ငှုပ်ကောင်းရဲ့ငပိလေးနေငယ်ပေါ့နော်ကဲပြီးရင်တော့ဖြူတို့ပြင်ထားတဲ့ငှုပ်သီးငှုပ်ကောင်းနဲ့ချက်သွုံဖြူကိုအနက်လေးမွှေးလာတဲ့အထိလှော်သွားပေးလိုက်ပါမယ်နော်ဒါမှသာဖြူတို့ဘိုင်အောင်တာတို့ဘာတို့ပူစရာမလိုတော့ဘူးပေါ့နော်ခုလိုမျိုးလေးလှော်ပေးလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်တော့ငှုပ်သီးထဲလိုက်တာနည်းနည်းလေးများသွားတယ်ပေါ့နော်အတော့ကနည်းနည်းလေးပူဆက်သွားပါတယ် ကံဖြိုးတို့လှော်သွားလိုက်တာဒီငှုပ်ကောင်ငှုပ်သည်ကျက်တော်ဖြိုးကလည်းအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်ပေးပြီးတော့ဖြိုးတို့ခနာကပြင်ထားတဲ့ဒီစိမ့်သံငပိလေးနေငယ်ကိုမိကိနဲ့ပုံစံမျိုးလေးပေါ့နော်အိုကင်းတိုက်ထားပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးကမိကိနဲ့ပုံစံမျိုးလေးလုံးဝအနက်လေးမွေးပြီးတော့ကျက်သွားတဲ့ထိပေါ့နော်လှော်သွားပေးလိုက်ပါတယ်ရှင်ဒီငပိကို ဖြူတို့ငပီးကိုလှော်သွားပြလိုက်တာအနဲ့လေမွေးလာပြီဆိုလို့ရှိရင်တော့ရပါပြီနော်ပြီးရင်တော့ဖြူတို့ခနာကလှော်ထားတဲ့ငှုပ်သည်ချက်တော့ဖြူနဲ့ငှုပ်ကောင်းတို့ကိုညက်သွားတဲ့အထိထောင်းသွားပြလိုက်ပါမယ် ကဲဖြူတို့ထောင်းသွားလိုက်တာအာလုံးလည်းညက်သွားပြီဆိုလို့ရှိရင်တော့စတော့ပေးရန်တွေ့ဖြူတို့သုံးမပကံတဲ့ကိုဖြူတို့ဂီမိုနဲ့ပစုံကိုထည့်ပေးလိုက်မယ်ပြီးရင်တော့လှိထားပြီးသားချက်တော်နေကိုထည့်ပြီးတော့ခနာကထောင်းထားတဲ့ငှုပ်သီးနေလေးကိုပါထည့်ပေးလိုက်ပါမယ်ဖြူမဆိုလို့ရှိရင်တော့ငှုပ်သီးရတဲ့နဲ့ဆက်သွားတယ်ပေါ့နော်အဲ့ဒီတွေ့ငှုပ်သီးကိုအများကြီးမထည့်ပါနဲ့လို့အကျယ်ပေးချင်ပါတယ်ရှင်ကဲပြီးရင်တော့လှိထားပြီးသားနဲ့နန်ပေးရဲ့ခနာကလှော်ထားတဲ့ငပိနေငယ်နဲ့အချုံမုံနေငယ်နဲ့တက်မြသေးကိုကိုလိုအပ်သလောက်ညှက်ထည့်ပေးထားလိုက်ပါမယ် ပါဝင်တဲ့ပစ္စည်းတွေလည်းအားလုံးထည့်ပေးပြီဆိုလို့ရှိရင်တော့ဖြူတို့စပြီးတော့တုတ်သွားပေးလိုက်ပါမယ်ရှင်။တုံးနေတဲ့ချိန်မှာဆိုလို့ရှိရင်တော့လေတံမြသေးနဲ့လေးရဲ့ငပိနဲ့လေးရဲ့ပေါ့နော်မွေးနေရောပဲတရေပါကြတယ်ပေါ့နော်အခုကြည့်နေရင်လည်းတော့ကဲဖြူတို့အားလုံးကိုတမတော်အောင်တေချာလေးတုတ်သွားပေးလိုက်ပါမယ်။ဒီတော့လေရဆိုလို့ရှိရင်တော့ဖြူတို့လေးလေးပပင်ကြတဲ့သူတွေအတွက်ပြီးတော့အဆက်စားတဲ့သူတွေအတွက်တော့အရင်ကိုအဆင်ပြေတဲ့အတော့လေးတို့မျိုးပါ ကဲဖြိုးတော့တောက်သွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့အပေါငံကိုမြစ်ချပစ်လိုက်ပါမယ်ဖြိုးရတော့သူ့တွေကိုတမ်းရသီးလေးနိုင်ငယ်ကိုညှစ်ထည့်ပစ်ထားလိုက်ပါရရှင်ဒီနေရာမှာရတာပေါငံကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါရဲ့နော် ကဲရတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ရခိုင်စတိုင်ဒီမှုပစုံချင်ငယ်ဆက်တုတ်လေးရတော့စားလို့ရပါပြီရှင်။စားတော့မယ်ဆိုလို့ရှိရင်တော့စားမကဲထဲကိုထည့်မယ်။ပြီးရင်တော့တုံဆောက်နိုင်ပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့အရင်လက်လွယ်ကူယူရှင်ပြီးတော့ချင်ငယ်ဆက်ရတာလေးနဲ့အရင်ကိုစားလို့ကောင်းတယ်။ဒီမှုပစုံရခိုင်တုတ်လေးရတော့စားဖို့ဆက်သဖြစ်နေပါပြီရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုးရဲ့နောက်ဘက်တစ်တည်းမှာပြန်ဆိုကြမယ်နော်။အားလုံးဘိုင်